မင်္ဂလာပါရှင်။အားလုံးရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့ဒိန်ဂျေတောက်ချင်းကြောင့်ရရှိမဲ့ကျန်းမာရေးကောင်းကျိုးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဝန်တလုံးကောင်းလို့ခေါင်းခဲတော်ဆိုတဲ့အတိုင်းပါပဲ။အစာရင်းနဲ့ဥလမ်းကြောင့်ကျန်းမာရေးကောင်းမယ်ဆိုရင်နေရထိုင်ရတာလက်ဆံပြီးနေ့စဉ်ဘဝတွေတာယာမှာအမှန်ပါပဲ။ဒါကြောင့်အစာရင်းနဲ့ဥလမ်းကြောင့်ကျန်းမာရေးအတွက်အလွန်ကောင်းမွန်တဲ့အစားအစာဖြစ်တဲ့ဒိန်ဂျေကိုတောက်ပေးကြရဖြစ် ရရှိလာမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေကိုဒီဗီဒီယိုလေးကနေပြပြပေးသွားပါမယ်။ကျန်းမာရေးအကျိုးကျေးဇူးတွေအနေနဲ့နံပါတ်၁ကတော့ဝမ်းမြောက်ဝမ်းလျှော်ယောဂါကိုကုသနိုင်ခြင်းပဲဖြစ်ပါတယ်။ဝမ်းပြည့်ရင်ဒိတ်ကျမတောင်းရဘူးဆိုပြီးတော်တော်များများအယူအဆမှတ်တတ်ကြပါတယ်။တကယ်တော့ဝမ်းလျှော်ဝမ်းပြည့်ဖြစ်ခဲ့ရင်ဒိတ်ကျတော့ပူတင်တာပါ။ဘာကြောင့်လဲဆိုရင်ဒိတ်ကျမှာကုလန်းကြောင်းအတွက်ကောင်းမွန်တဲ့ဘက်တီးရီးယားလေးတွေအမြောက်များပါဝင်လို့ပဲဖြစ်ပါတယ်။ဝမ်းပြည့်တဲ့အခါ ခန္ဓာကိုယ်ရဲ့ဥဉျာဉ်တွေဟာပျက်စီးလာပါတယ်။ဝမ်းပြက်လို့ပျက်စီးနေတဲ့ဥဉျာဉ်တွေကိုဒိန်ချီတောက်ပြီးခြင်းအဖြစ်ပြန်လည်ကောင်းမွန်လာစေခြင်း။အန္တရာယ်ရှိတဲ့ပြပပုံမွားတွေနေရာမယူနိုင်အောင်ဟီယာသုံးဖယ်ထုတ်နိုင်ခြင်းစတဲ့အစွမ်းတွေရှိတာကြောင့်ဝမ်းပြက်ဝမ်းလျှော်ဖြစ်တာကိုသတ်သားစေပါတယ်။နောက်နံပါတ်1ကတော့အသားရည်စုပြေလာပါစေပါတယ်။ဒင်းကြီးမှာဆိုရင်အရွေတင်နှုတ်ပြလာပါစေတဲ့တတူဆက်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် အသားရည်ဖြင့်စံကေတာရဲ့လက်ပါနှုတ်ပြခြင်းဟောပါရရှိစေနိုင်ပါတယ်။ဒိတ်တင်ကိုပုံမှန်တောက်သုံးသွားမယ်ဆိုရင်အသားရည်လက်ပါခြင်းကိုထိတ်သိမ်းရာရောက်ပြီးအရွေတည်နှုတ်ပြလက်ပါစီမှာပဲဖြစ်ပါတယ်။ဒိတ်တင်တောက်ဝေးခြင်းအဖြစ်နောက်ထပ်ရရှိမယ့်ကျန်းမာရေးကြိုကျစုကတော့အယိုးတွေကိုတမစီပါတယ်။ကယ်လ်ဆီယမ်နဲ့ဗိုက်တာမင်ဒီဟာအယိုးကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ဒိတ်ခြင်းဟာနှုတ်ထွက်ပစ္စည်းဖြစ်တာကြောင့် သစ်စီရနဲ့ဗိုက်တာမင် D ပါဝင်ပါတယ်။ဒင်ဂျင်သက်သုံးခြင်းအပြင်အယိုးတွေကိုကြက်ပိုက်သမားစေနိုင်ဖို့လူငယ်တွေအပြင်အသက်ကြီးသူတွေပါသက်သုံးတဲ့ကြောင်းတိုက်တွန်းချင်ပါတယ်။နောက်နံပါတ်၄ရတော့ဝေးကြစေပါတယ်။ဒင်ဂျင်ဟာအစာရင်ကိုပြည့်စီပြီးအစာခံစေပါတယ်။ဒါကြောင့်ဒင်ဂျင်စားရပြီးချိန်မှာလည်းခဏခဏမစားတော့တဲ့အတွက်မလိုအပ်တဲ့ကယ်လိုရီအပိုတွေကိုစားသုံးမိခြင်းမှလည်းကာကွယ်ပေးရရောက်ပါတယ်။ ဒင်းငင်တော့ခြင်းအပြင်ရရှိမယ်နမငါအကျိုးကျေးဇူးကတော့သွေးပေါင်ခြင်းကိုထိန်းသိမ်းပေးတာပဲဖြစ်ပါတယ်။ဒင်းချင်းဟာသွေးပေါင်ခြင်းမြင့်တက်ခြင်းကိုကာကွယ်ပေးနိုင်တာမို့သွေးတူးသမားတွေတောက်သုံးတဲ့အစားအစာတစ်ခုလည်းဖြစ်ပါတယ်။သွေးပေါင်ခြင်းကိုထိန်းပေးနိုင်တာကြောင့်နှလုံးသွေးကြောချင်းရောဂါဖြစ်ပွားခြင်းမှလည်းကာကွယ်ပေးနိုင်ပါတယ်။နောက်နံပါတ်6ကတော့ green ပြည့်ခြင်းကိုသက်သာစေနိုင်ပါတယ်။ဒင်းငင်တော့ခြင်းဟာအစာအိမ်နဲ့ဥလမ်းကြောင်းရဲ့လုပ်ငန်းဆောင်တာတွေကို ပုံမကောင်းမွန်စွာနေပတ်စီနိုင်တဲ့အတွက်ဂရွေးပြက်ခြင်းအစာတောက်ပြက်ခြင်းတို့ကိုပြောက်ကင်းစေပါတယ်။ရာသီဥတုကြောင့်ဖြစ်ဖြစ်စိတ်ဖြစ်စီမှုကြောင့်ဖြစ်ဖြစ်အစာစားခြင်းစေရွတ်နေလာနေပြီဆိုရင်တော့ဒေဂျီအေးလေးတစ်ခွက်ခါစစ်တစ်ခွက်လာကုစားပေးနိုင်ပါပါ။ဒီနေ့တောက်ချင်အားဖြင့်ရရှိမယ်နောက်ထပ်အကျိုးကျေးဇူးဖြစ်တဲ့နံပါတ်9ကတော့ရောင်ရွမှုကိုတက်တာစေနိုင်ခြင်းပဲဖြစ်ပါတယ်။ဒီနေ့တောက်ချင်အားဖြင့်ရောင်ရွနိုင်ခြင်းမှုကိုရွတ်နေတက်တာစေတယ်လို့ဆိုထားပါတယ်။ ဒင်းကျင်ဟာဈေးမကြီးတဲ့အပြင်လူလူကူကူရရှိနိုင်တဲ့စားစရာတစ်ခုပါအခုဆိုရင်ဒင်းကျင်တောက်ချင်းဟာကောင်းကျိုးတွေအများကြီးပေးနိုင်တယ်ဆိုတာကိုသိရှိသွားကြပြီပေါ့နော်ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးဟာမိမိနဲ့မိမိပတ်ဝန်းကျင်အတွက်အကျိုးတစ်စုံတရာရစေမယ်ဆိုရင် like and share လေးလုပ်ပေးခဲ့ပါဦးနော်ဗီဒီယိုတင်နိုင်ပြီးသိရအောင် channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပြီး ။ဒီရခေါင်းလောင်းလေးကိုလည်းနှိပ်ပြီးခဲ့ပါအောင်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။